မင်္ဂလာပါရှင်မင်းသင်္ခါဘေးဒင် application မှာကြိုဆိုပါရစေမင်းသင်္ခါဘေးဒင်ပြည်သက်များအတွက်2025 April 29ရက်နေ့မှာ2025 May 3ရက်နေ့အထိတပတ်စာဘေးဒင် hostel များကိုဟောပြောပေးတော့မှာပဲဖြစ်ပါတယ် တနင်္ဂနွေသားသမီးများအတွက်တပတ်စာပြေတင်ဟော့စတန်အလုံနေရအလုံတမျိုးမျိုးပြောင်းရွှေ့ရမည်ရဝဲမှငွေရောက်မည်သို့မဟုတ်ရဝဲသို့ငွေပို့ရမည်အိမ်အိမ်ခန်းတိုက်ခန်းကွန်တိုခန်းအယောင်းအဝဲပြုလုပ်ရမည်နိုင်ငံခြားခရီးအတွက်တင်ကောင်းရရှိမည်စေယုံမှလူနာသွားမေးရမည်နေခဲ့သောကောင်း၏အဝဲအထက်အစ်စ်များဝင်မည်ကျန်းမာရေးအနေဖြင့်ဝမ်းပြက်ဝမ်းလျှော်ဖြစ်မည်ပညာရေးမှအောင်မြင်မှုများရရှိမည်အချစ်ရေးမှချစ်သူနှစ်ဦးကြားအနှောက်အယှက်ဝင်မည်အိမ်နောင်ရေးမှလည်းအဆင်မပြေပါကံကောင်းသောခန်းများမှလေးချ 6ရှစ်ကနန်းများဖြစ်ပါသည်ဂျေဒရာအနေဖြင့်တနင်္ဂနွေတောက်မှာ34ညွန့်သာသနာအလံ6လက်ကတ်လူပါတနင်္ဂနွေသာသမီများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ တနင်္လာသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်နိုင်ငံခြားတန်ရုံတရုံမှာဗီဇာလျှောက်ထားပါကဗီဇာရမည်မြေအယောင်အဝယ်အတွက်တင်ကောင်းကြရမည်သတ္တုရှယ်ယာလုပ်ငန်းများပြုလုပ်ပါကစရင်ရှင်းရမည်လေယာသုံးစပစ္စည်းဝင်ပြီးကြောင်းမြေရတနာရောင်းဝယ်ရေးမှာအထစ်အငော့ဖြစ်မည်နေအိမ်အနီးအနားမှာနာရေးပေါ်မီမသွားရကျန်းမာရေးညံ့သွားတတ်သည်အမှုရှိပါကအမှုနိုင်မည်ကျန်းမာရေးအနေဖြင့်အစာအိမ်ရောဂါဖြစ်မည်ပညာရေးမှာအောင်မြင်မည်အချစ်ရေးမှာကံကောင်းပါသည်ချစ်သူထံမှလက်ဆောင်ရရှိမည်အိမ်တော်ရေးမှာ လည်းတာရပါသည်။ကံကောင်းသောခနှင်းများမှာ2 5 6ခနှင်းများဖြစ်ပါသည်။ဒေဒရာအနေဖြင့်တနင်္လာနေ့မှာတကိုးကြီးဖျားတနင်္လာထောက်မှာငွေတီနှစ်လက်ကတ်လူပါ။တနင်္လာသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါသည်ရှင်။ အင်ကာသားသမီးများအတွက်ကပတ်စာပေးတဲ့ဟော့စတန်ဝန်ထမ်းဖြစ်ပါကလာစာတိုမီယာဒူတိုမီမြေအယောင်အဝယ်အတွက်တည်င်းကောင်းကြာရမီမော်တော်ကားသို့မဟုတ်ဆိုင်ကဲအယောင်အဝယ်ဖြစ်မီဝင်ငွေကောင်းမီအမှုကိစ္စအတွက်စိုးရင်စရာမလိုပါစေယုံတို့လူနာသွားမေးရမီမေးခဲ့တော့ကောင်း၏လူမှုရေးလုပ်ငန်းပရာဟိတလုပ်ငန်းများအတွက်အကူအညီရမီကျမ်းမာရေးအနေဖြင့်ခါနာမီပညာရေးမှာအောင်မြင်မှုများရရှိမီအခြေအမအဆင်မပြေသောချစ်သူနှင့်ပြန်လဲအဆက်အသွယ်ရရှိမီအသင့်ပြေသွားမီအိမ်တော်ရေးမှာလည်းတာရပါသည် ်ကံကောင်းသောကနင်းများမှာတက်36ကနင်းများဖြစ်ပါသည်ဒေရယာနေဖြင့်အင်္ဂါနေ့မှာတကူကြီးဖျက်အင်္ဂါထောက်မှာအုံကိုညွရွက်လာကိုညွဒန်းကိုညွကတ်လူပါအင်္ဂါသားသမီးများတပတ်စာအတွင်းတိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေရှင် ဗုဒ္ဓဟူးသားသမီးများအတွက်တပတ်စာဖေတင်ဟော့စတန်အိနေယာအပြောင်းရွှေ့ပေါ်မီအလုတ်အသစ်အတွက်အင်တာဗျူးဝင်ရမီပဲပြောင်းနှံကောက်ပဲသင်းနှံရောင်းဝယ်ရေးမှာဈေးကောင်းရရှိမီနိုင်ငံခြားခရီးအတွက်အကူအညီရမီဘန်သွုံးဟုတ်ချင်းငွေအဖွဲအစီတခုခုမှာချင်းငွေတင်ထားပါကချင်းငွေရရှိမီကျမ၏အနေဖြင့်တွေးသွမီသွုံးဟုတ်သွေးအားနဲ့တမျိုးမျိုးဖြစ်သက်သည်ပညာရေးမှာစူးစမ်းမှုအားနည်းနေပါသည်အချေးမှာချစ်သူနှုတ်ကြမှာအနောက်ရှယ်ဝင်မီအိမ်အောင်ရေးမှာလည်းအဆင်မပြေပါကံကောင်းသောကနန်းများမှာ6 8 9ကနန်းများ များဖြစ်ပါသည်ဇေဒရာနေဖြင့်ဗုဒ္ဓဟူးနေ့မှာတကိုးကြီးဖရာဗုဒ္ဓဟူးတောက်မှာရွှေတိလေးလက်ကတ်လှူပါဗုဒ္ဓဟူးသားသမီးများတပတ်စာအတွင်းမှာစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေရှင် ကြာသာပတေးသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်လိုအပ်နေသောငွေများဝင်လာမိတည်ငောင်းချရမည်စာချုပ်စာတမ်းပြုလို့ရမည်ဝန်ထမ်းဖြစ်ပါကလုပ်ငန်းခွင်မှာစိတ်ဖြည့်ဆည်းမှုများမည်တိုင်ကဲအယောင်အဝယ်ဖြစ်မည်မြေအယောင်အဝယ်အတွက်စရံအပေးအယူပြုလို့ရမည်နိုင်ငံခြားတန်ရုံတရုံမှာဗီဇာလျှောက်ထားပါကဗီဇာရမည်ကျွေးကိစ္စရှင်အေးရမည်အမှုပညာလုပ်ငန်းအတွက်ရှင်အေးရမည်ကျန်းမာရေးအနေဖြင့်နားရောဂါဖြစ်မည်ပညာရေးမှာကံကောင်းနေပါသည် အခြေရေးနှင့်အိမ်ဆောင်ရေးတာရပါသည်ကံကောင်းသောခန်းများမှာတစ်သုံးရှိခန်း န်းများဖြစ်ပါသည်ဒေရယာအနေဖြင့်ဇာတာပရိနစ်မှာတကိုးကြီးဖျားဇာတာပရိတောက်မှာဂျီကိုညွန်းတပြေကိုညွန်းခန့်ကော်ကိုညွန်းကတ်လူပါဇာတာပရိသားသမီးများတပတ်စာအတွင်းစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနှင့်ပြည့်စုံကြပါသည်ရှင် တောက်ကြသားသမီးများအတွက်တပတ်စာပြေတင်ဟော့စတန်ဝန်ထမ်းဖြစ်ပါက အလုတ်ပြောင်းအလုတ်နေရာပြောင်းပေါ်မီမော်တော်ကအယောင်အဝယ်ဖြစ်မီနိုင်ငံခြားမှငွေရောက်မီသို့မဟုတ်နိုင်ငံခြားသို့ငွေပို့ရမီတခိုးခိုးခံရတတ်သည့်ခပိုင်းနိုင်ခံရတတ်သည့်တတိထားပါ တန်တယ်လီဖုန်းအစ်စ်ဝင်ပြီးအမွေကိစ္စအမှုကိစ္စများတည်င်းကောင်းကြရမည်စက်တူရှယ်ယာလုပ်ငန်းမှာအောင်မြင်မှုရရှိမည်ကျန်းမာရေးအနေဖြင့်ခါနာခါကိုက်ဖြစ်မည်ပညာရေးမှာကံကောင်းပါသည်နိုင်ငံခြားမှာကြောင်းလျှောက်ထားပါကကျောင်းဝင်ခွင့်ရရှိမည်အခြေရေးမှာချစ်သူထံမှတည်င်းကောင်းကြရမည်အိမ်နောင်ရေးမှာလည်းတာယာပါသည်ကံကောင်းသောကနန်းများမှာ2 5 8ကနန်းများဖြစ်ပါသည်ဒေရယာအနေဖြင့်တောက်ကြနေမှာတကိုးကြီးဖျားတောက်ကြတောင်းမှာအဝါရောင်တစ်သည်6လုံးကတ်လှူပါတောက်ကြသားသမီးများတပတ်စာအတွင်း စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင် စနေသားသမီးများအတွက်တပတ်စာပြေတင်ဟော့စတန်အလုံးအစ်စ်အတွက်အင်တာဗျူးဝင်ရမည်မိမိလုပ်ငန်းအတွင်းမှာကူညီမဲ့သူပေါ်မီရေလုံငန်းနှင့်ရေထွက်ပစ္စည်းရောင်းဝယ်လုပ်ငန်းများမှာကောင်းမည်ဖျားဆင်းမှုတော့တစုကြွမြန်လာမည်သူမျိုးတအုပ်နှင့်ငွေကြေးကိစ္စအကြောင်းပြုပြီးတော့စကားညာရတတ်သည်မိသားစုနှင့်ပတ်သက်သောသတင်းကောင်းများကြားရမည်ကျမ၏အနေဖြင့်လေကြောင်းနာမည်ပညာရေးမှာတိုးတက်မှုရှိပါသည် အခြေရေးမှာချစ်သူနှင့်အနေဝင်နေလိမ့်မည်အိမ်ဆောင်ရေးမှာလည်းတာယာမှုမရှိပါကံကောင်းသောကနန်းများမှာ3 5ခွန်ကနန်းများ များဖြစ်ပါသည်ဒေရယာနေဖြင့်စနေနေ့မှာတကူကြီးဖျားစနေတော့မှာထောပတ်ထမင်းကတ်လှူပါစနေသားသမီးများတပတ်စာအတွင်းတိတ်ချမ်းသာခြင်းကိုယ်ကြီးကျမခြင်းများနဲ့ပြည့်စုံကြပါသည်ရှင်မင်းသင်္ခါ application မှာဆရာဦးဟိန်ထက်စောဆရာမဒေါ်စုလေးရတနာတို့နဲ့ video call မေးမြန်းနိုင်ပါတယ်ရှင်။ဆရာကြီးမင်းသင်္ခါရဲ့တပည့်အရင်ရန်ကုန်မန္တလေးမှာဝိုင်းရင်ဆရာဆရာမများနဲ့လည်းဗီဒီယိုမေးမြန်းနိုင်ပါတယ်ရှင်။ခုနှစ်ရက်သားသမီးများအတွက်ဆောင်းရန်ရှောင်းရန်တပတ်စာကညီမကို မင်းသင်္ခါပေတွင် YouTube channel တွင်လည်းကြည့်ရှုနိုင်ပါတယ်ရှင်။မင်းသင်္ခါပေတွင် application ကိုအသုံးပြုသူမိဘပြည်သူအပေါင်းအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းသာကိုကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။